တမိုင်းတရှောင်းအမြင့်ဆုံးအဖြစ်ရွှေတအောင်စာလင်ဒေါ်လာ3000အထိရောက်ရှိ အမေရိကန်သမ္မတဒေါ်နယ်ထရိုင်ကုန်သွယ်ရေးစစ်စတင်မဲ့အခြေအနေကြောင့်ကမ္ဘာစီးပွားရေးတည်ငြိမ်မှုအပေါ်စိုးရိမ်မှုတွေတိုးလာပြီးကမ္ဘာရွှေဈေးဟာတမိုင်းတရှောင်းအမြင့်ဆုံးနှောင်းကိုရောက်ခဲ့တယ်လို့ CNN သတင်းမှာဖော်ပြပါတယ်မနေ့ကမလတ်ဆယ်လရဲနေ့မှာရွှေတအောင်စာကိုအမေရိကန်ဒေါ်လာ3000လေးဒေါ်လာအထိအမြင့်ဆုံးနှုန်းကိုရောက်ခဲ့ပြီး ဲ့ဒီနောက်မှာတော့ဒေါ်လာ3000အောက်ကိုအနည်းငယ်ပြန်ကျဆင်းသွားပါလိမ့်။ပထဝီနိုင်ငံရင်မတည်ငြိမ်မှုတွေအတွင်းရွှေကုန်ခိုင်မာတဲ့ယင်းဒီမြောက်နယ်မှုအဖြစ်သတ်မှတ်ထားကြတာကြောင့်အခုနှစ်အသွင်းမှာတဲ့ရွှေသုံးရွှေခဲတွေရဲ့ဈေးနှုန်းက14ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ပါလိမ့်။ပြီးခဲ့တဲ့ပုဒ်ထုနေ့မှာတမ်မရီနဲ့အလူမီနီယံသွင်းကုန်တွေအပေါ်အမေရိကန်ကအခုနှစ်25ရာခိုင်နှုန်းကောက်ခံပြီးနောက်ကနေဒါနဲ့ဥရောပသမဂ္ဂတို့ကလည်းအမေရိကန်သင်းကုန်တွေအပေါ်အခွန်အသွေးမြေကောက်ခဲ့ပါတယ် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာဥရောပသမ္မတကတင်သွင်းတဲ့အဖျော်ယံမကတွေအပေါ်အခွန်200ရာခိုင်နှုန်းတိုးကောက်မယ်လို့လည်းချိန်ချောက်ထားပါတယ်။ထရမ့်အစိုးရအဖွဲ့ရင်ကုန်သွယ်ရေးမတည်ငြိမ်အောင်ဆောင်ရွက်ချက်တွေအပြင်ရွှေစင်းနှောင်းမြင့်တက်စေတဲ့နောက်ထပ်တစ်ချက်ကယူကရိန်းရုရှားစစ်ပွဲကြဖြစ်တယ်လို့သိရပါတယ်။ယူကရိန်းနဲ့ရုရှားကြားစစ်ပွဲစတင်ခဲ့တဲ့2022ခုနှစ်ကနေလက်ရှိအချိန်ထိ ရွှေဈေး60ရာခိုင်နှုန်းအထိမြင့်တက်ခဲ့တယ်လို့ CMM သတင်းမှာဖော်ပြပါတယ်။မြန်မာကွန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ Like Share Subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။